ရန့်အလက်ဇန်ဒားအာလုံးနဲ့ရီယယ်မက်ဒရစ်ဂျာကအခြေအနေတွေကို သင်ခန်းစာယူပြီးတော့ဆာလီဘာကိုတက်တန်းတို့ကိုခက်မြန်မြန်လုံးဆောင်လာခဲ့တဲ့အာဆင်နယ်တာဝန်ရှိသူများ ာဆင်နယ်တာဝန်ရှိသူတွေကတော့စာလီဘာမှမဟုတ်ပါဘူးအသင်းရဲ့ကျိုးဥကစားသမားအနည်းဆုံး3ဦးကိုလာမဲ့ဈေးကွက်မဖွင့်ပါနဲ့တတန်းတို့ဘူးပြင်ဆင်နေတယ်ဒါကလက်ရှိအာဇာရိုက်တာတဲ့အန်ဒရီပါတာလက်ထက်မှာပေါ့လေအဲ့ဒါကတော့ဘူကောက်စာကဂေဗီယံမကာကြီးနဲ့ဝီလျံစာလီဘာဒီ3ဦးလုံးကိုလာမဲ့ຫນွေဈေးကွက်မဖွင့်ပါနဲ့တတန်းတို့ဘီစိတ်အေးလက်အေးဆက်လက်အသင်းမှာထားဖို့ပြင်ဆင်နေပေါ့လေအဲ့တော့ဒီ၃ဦးထဲမှာဆိုတော့ဆာလီဘာကရီယယ်မက်ဒရစ်နဲ့တည်င်းအထွတ်ဆုံးပဲရီယယ်မက်ဒရစ်ကအခုမော်ဒန်ဘောလုံးလောကအပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်ပြီးကျွန်တော်တွေးမိတာအချက်နှစ်ချက်ပဲ ပထမတစ်ချက်ကတန်ကြီးတည့်ရက်နေ့ရောင်းမလားဒုတိယချက်ကအလွတ်နဲ့လက်လွတ်ခံမလားအဲ့နှစ်ချက်ပဲရီယရူကကစားသမားတူကိုကြိုက်ပြီဆိုရင်အဲ့ဒီကလပ်တင်းကိုသူတို့အနေနဲ့ဒီနှစ်ခုံးပဲပြောလို့ရှိတယ်မင်းတို့ကစားသမားကတော့ဝယ်ကျင်တယ်ဒီပမာဏပေးမယ်ရောင်းမလားဒါဆိုမှမဟုတ်လို့ရှိရင်မရောင်းရင်လည်းမရောင်းနဲ့အဲ့ဒီကစားသမားကိုစာရုပ်တက်တန်ကုန်တဲ့ခါကျရင်အလွတ်နဲ့ငါရောင်းကိုခေါ်ပြမယ်ဆိုတဲ့ပုံစံမျိုးတွေရီယရူကနောက်ပိုင်းလှုပ်လာတယ်ကျွန်တော်တို့လွန်ခဲ့တဲ့၁၀စုနှစ်လောက်တုန်းကကျွန်တော်တို့မြင်ခဲ့တဲ့လွန်ခဲ့တဲ့၈နှစ်လောက်ကပေါ့လေရီယမက်ထရစ်ကကျတော့ ဟိုပြောရမယ်ဆိုရင်ကစားသမားကောင်းတွေကိုခေါ်တယ်ငွေပုံပေးပြီးတော့လဲခေါ်တယ်ကောင်းပေးညွန့်ပေးဆိုတဲ့ကစားသမားတွေကိုဆက်ရုပ်တက်တဲ့အလွတ်နဲ့ထိစောင့်မခေါ်ဘဲနဲ့ကလပ်တင်းတောင်းဆိုတဲ့တန်ကြီးထိလိုက်ရောပြီးခေါ်လေးရှိတယ်လက်ရှိ သူတို့ခေါ်ခဲ့တဲ့ကစားသမားကြီးတွေမှာတန်ကြီးအမြင့်ဆုံးကတော့ချယ်ဆီတင်းကနေပြီးတော့အေဒင်ဟာဇက်ကို2019-2020ဘောလုံးရာသီတုန်းကယူအို320နဲ့ခေါ်ခဲ့တာအဲ့ဒါကရီယယ်မက်ဒရစ်ရဲ့တမိုင်းတစ်လျှောက်မှာတန်ကြီးအကြီးမားဆုံးခေါ်မှု စင်တာဘတ်ထဲမှာတန်ကြီးအကြီးမားဆုံးခေါ်ယူမှုကတော့မီလီတာကိုယူအိုတန်း90နဲ့ခေါ်ခဲ့တာအဲ့အတွက်အခုဆာလီဘာနဲ့ပတ်သက်ပြီးသူတို့အဲ့လောက်ထိပမာဏသုံးပါမလားသုံးမယ်ဆိုရင်တော့မှရီယယ်မက်ဒရစ်ရဲ့စင်တာဘတ်ကစားသောခုံမှုထဲမှာဈေးကြီးဆုံးဖြစ်သွားနိုင်တယ်တေချာတခါတော့ဟာဇက်တ်ပို့ပြီးခေါ်မယ်လို့မထင်ဘူးဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းဟာဇက်တ်ပို့ပြီးခေါ်တဲ့ policy တိတ်မတွေ့ရတော့ နောက်ဆုံး200ဒီဆက်ကစားသမားအဝင်ထွက်အယောင်းအဝင်နဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြခြင်းနဲ့ Riero က2024-2025ဘောလုံးရသည်မှာကစားသမားရောင်းချမှုနဲ့ Euro 16တန်းဝင်တယ်။သူတို့ပြန်ဝင်တဲ့ကစားသမားသူတို့တုံးလိုက်တဲ့ပတ်စံသည် Euro 49တန်းပဲရှိတယ်။မနစ်ကဆိုလို့ရှိရင်လေကစားသမားရောင်းချမှုနဲ့ Euro 9တန်းရတယ်။ဒါပေမဲ့သူတို့139တန်းကစားသမားပြန်ဝင်တယ်။မနစ်ကတော့ငွေ300တန်းပြိုးလို့ရတယ်။ဒါပေမဲ့အဲ့ဒီတုံးလိုက်တဲ့ငွေပမာဏရဲ့60ရာခိုင်နှုန်းကဘယ်လင်ငံတယောက်ထဲကိုဝယ်ခဲ့တာ။ ဒေါ်မွန်အသင်းစီက UO 133တန်းနဲ့ဒါတောင်မှဒေါ်မွန်အသင်းဖြစ်နေခဲ့လို့အသင်းကြီးတွေစီကနေကစားသမားရောင်းချတဲ့ခါမှာရတဲ့လောက်ရေခက်လေးရှိတဲ့ဒေါ်မွန်အသင်းဖြစ်နေခဲ့တဲ့အတွက်ကိုပေးဝယ်ခဲ့ရတာတော်တော်အသင်းဆိုလို့ရှိရင်တော့အခုဝဝေးမကြည့်နဲ့ထရန့်အလက်ဇန်ဒါအာနိုကိစ္စမှာဆိုလီဗာပူးစီကနေပြီးတော့ free transfer နဲ့လုံးဝ free agent ပုံစံမျိုးနဲ့လာမယ့်ຫນွေစည်းကွက်မှာအကျိုးသဘောတူညီမှုယူပြီးတော့နှိုက်သွားခဲ့ပြီအဲ့ဒီကစားသမားကိုပိုင်ဆိုင်တဲ့ အကောင်းဆုံးအချိန်လေးရောက်နေခဲ့တဲ့ကစားသမားတဦးကိုပိုင်ဆိုင်ထားတဲ့ကလပ်သင်းအတွက်ဆိုရင်တော့တော်တော်လေးကိုမှဒေါသထွက်ကျင်စရာခိုက်တန်ပဲဒါကြောင့်မလို့ကစားသမားတဦးစာချုပ်တက်တန်းနှစ်နှစ်ကြံပြီဆိုရင်အခုနောက်ပိုင်းအသင်းတွေကထိထိပြပြနဲ့တက်တန်းတို့ကိုလှုပ်လာတယ်တနှစ်လောက်ကြံပြီဆိုရင်တော့ကစားသမားကစင်ပေါ်ဖြစ်သွားပြီနှစ်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 ခွဲလောက်ကြံတဲ့အချိန်မှာစကားစပြောမှအဆင်ပြေမှာအခုကျွန်တော်တို့အသင်းရဲ့ကစားသမားဝီလျံစာရီပါဆိုရင်စာချုပ်က2029ဆိုပြည့်မှာ လာမယ့်ຫນွေမှာ2025ຫນွေဈေးကွက်ဆိုရင်မဲ့2029ဆိုတာထိတ်တန်းကစားမတူဦးအတွက်ဆိုရင်တော့စိတ်ချယုံကြည်ရတဲ့စာချုပ်တက်တန်နေထားမှုတော်တော်လေးကိုတိုးတောင်းနေလို့တော့ပြောလို့ရတယ်။အဲ့ဒါဆိုတန်ကြီးတရက်နဲ့ရောင်းမလားဆိုတဲ့ဘက်မှာဝီလျံဆာလီဘာတို့အေဒင်ဟာဆက်တက် UO တန်း130တန်း140ပုံစံမျိုးနဲ့လာပြီးကမ်းလှမ်းမယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါကအခုနောက်ပိုင်း Real Madrid ရဲ့ policy အပြောင်းအရွှေ့တွေက ကစားသမားကိုအသင်းရဲ့အရှိန်အဝါနဲ့ခေါ်သွားလိမ့်ရှိတာကဲအဲနောက်တစ်ချက်ကတော့အလွတ်နဲ့လက်လွတ်ခံမလားဆိုတဲ့အပိုင်းပေါ့လေဒါကတော့ Kylie Mbappe ကို PSG အသင်းစီကနေပြီးတော့အလွတ်နဲ့မှာတာအရင်တော့ကတော့ငါတို့ဒီပမာဏနဲ့ဝယ်ချင်တယ်ဆိုပြီးကန်လန်းတော့က PSG ကလုံးဝတောက်လျှောက်ပယ်ချခဲ့အဲ့တော့ဘာဖြစ်လဲကစားသမားရဲ့ကစားသမားအေဂျင့်ရဲ့ Real Madrid တောင်းဝန်ရှိသူတွေရဲ့နောက်ကွယ်မှာဆွေးနွေးမှုတွေလုပ်လိုက်တယ်စိတ်ရေးလက်ရေးပဲစာချုပ်တက်တယ်လဲကို Real Madrid ကိုလေရင်လက်မှတ်ဖြတ်ပြီး ခိုင်လေးအဘဘေးကသွားပြီးပူပေါင်းတယ်အဲ့ဒီအတွက်လေကစားသမားကလောက်ခရတာစပယ်ရှယ်ရတယ်တပတ်ကို UO 6သိန်းတနစ်ကို UO 31တသမာ2သန်းရတယ်ဒါခိုင်လေးအဘဘေးနော်အဲ့ဆိုအပြောင်းရွှေ့တစ်ခုမှာပြောင်းရွှေ့ခြင်းမပေးရဘဲနဲ့ကစားသမားတူပြောင်းသွားပြီဆိုရင် Real Madrid လိုအသင်းမျိုးကအဲ့ကစားသမားကိုစပယ်ရှယ်လောက်ခရစာပေးလိရှိဒါကအဲ့အသင်းကနေပြီးတော့စာချုပ်တက်တန်မတိုးဘဲနဲ့မင်းထွက်လာခွဲကွာဆိုတဲ့အခါမှာ လောက်ခလာစားဘလောက်ထိပေးမယ်ဆိုတော့မမောလောက်ဖွေရရဲ့ကလတ်တင်းရဲ့အချိန်ဝါရဲ့ပေါင်းပြီးအတုံးချောက်ပါပြီကစားသမားကိုအဲ့ကလတ်တင်းစီကနေနှိုက်တာအဲ့ကစားသမားကိုပိုင်းတဲ့ကလတ်တင်းကတော့တတန်းလည်းမတိုးနိုင်ဘူးပြောင်းရွှေ့ကြီးလည်းမရအောင်ဒါကြောင့်မလို့ဒီလိုတာတာကားကြီးယူပြီးတော့ကစားသမားတွေရီယယ်မတစ်လာပြီးဝယ်တဲ့အခါမှာငါတို့ဒီကစားသမားကိုစပီးထိနိုင်မှာမလားဆိုတဲ့အပိုင်းကိုအရင်စဉ်းစားတယ်မထိနိုင်အောင်ထင်ရီယယ်လို့ပြောတဲ့တန်ကျင်းနဲ့ပဲရောင်းအောင်ပြင်ဆင်လာတယ်အခုနောက်ထပ်သင်ခန်းစာတစ်ခုကလက်ပေါဘူးရဲ့ကစားသမား Trent Alexander Arnold နှွေးမှာသဘောတူညီယူထားပြီးလစ်ပီ2025နှွေးဆိုရင်ဒီစားမသည်လစ်ပါဘူးနဲ့တတမ်းမရှိတော့ဘူးစိတ်ကြိုက်လောက်ခလာတာတည်းရနဲ့ရီးယန်းနဲ့တော့ပူပေါင်းပြီအဲ့ဆို2029မှာစာယုတ်တတမ်းကုန်ဆုံးမဲ့ကျွန်တော်တို့ရဲ့ဝီလျံစာလီမန်နဲ့ပတ်သက်ပြီးရီးယန်းမတူတော့ဘာကြောင့်လက်ရှိချိန်မှာတန်ကြီးတင်းနဲ့လိုင်းမကန်းလဲရှင်းတယ်သူတို့ကအေးအေးဆေးဆေးနဲ့ကိုစာယုတ်တတမ်းကုန်ဆုံးတဲ့အထိစောင့်ပြီးတော့သူတို့ကခေါ်မှာဘာကြောင့်ကျွန်တော်ဒီချက်ကိုပြောနိုင်လဲဆိုတော့သူတို့ရဲ့လူငယ်ကစားသမားလေး ဒါသူတို့အကယ်ဒမီထွက်ပေါ်လေရာဟူအဆန်စီကိုအခုချိန်မှာတော်တော်လေးထွန်းတောက်လာတယ်စင်တာဘက်မှာနောက်တစ်ချက်ကပရီးမီးယားလိဂ်ကဘုံမောက်အသင်းရဲ့စင်တာဘက်ကစားသမားသူကတော့ဟူဆန်ပေါ့လေပေါင်တန်း90စာချုပ်ဖက်သိမ်းပြီးပေးရတဲ့ခေါ်လို့ရပြီဒါသည်ဆာလီဘာတဲ့ဆိုင်ဇေနုံတက်တာမဲ့အနေထားဆာလီဘာလည်းလွတ်နဲ့စိတ်ချလေးချစောင့်လို့ရမဲ့အနေထားရဲ့အသင်းရဲ့ရှည်ရွယ်ဆွဲအကယ်ဒမီထွက်ပလေယာလေးထွန်းတောက်လာတဲ့အပိုင်းဒီအချက်လက်တွေကြောင့်ဆာလီဘာသူတို့စိတ်အေးလက်အေးနဲ့ခေါ်နိုင်တယ် ဒီနေရာမှာ2029ခုတည်းကစာယူသက်တမ်းရှိသေးတဲ့ဆာလီဘဟိုအာဆင်နယ်ကလည်းစာယူသက်တမ်းတိုးဖို့စတင်ပြင်ဆင်လာတယ်မပြင်ဆင်လို့လည်းမရတော့ဆာလီဘရဲ့ဆာလီဘရဲ့အေဂျင့်ရဲ့ရီယယ်မက်ဒစ်တာဝန်ရှိသူရဲ့နောက်ွယ်မှာစကားမပြောဘူးလို့ပြောလို့မရဘူးဆာလီဘအသင်းကိုဘလောက်ချစ်ပါတယ်ပြောပြောနေ့စဉ်နှိမ့်စတူကအေဂျင့်နဲ့ဖုံးဆက်တဲ့ပြောဆိုရတဲ့နောက်မှာတော့စိတ်ကလူသားပဲဗျမပြောင်းမနေနိုင်ဘူးလားအဲ့တခုတော့ရှိနိုင်တယ်ကျွန်တော်တို့လိုတာမန်လူတွေတောင်မှရီယမက်ဒစ်ကစိတ်ဝင်စားဆိုရင်တော့တမျိုးပြောင်းလဲသွားနိုင်ကြပါပဲ ဒါတော့မှအာကြီးကိုချစ်ပါတယ်ဘယ်လောက်ပဲပြောပြောလူတိုင်းမှာတော့သူတို့ဘဝအတွက်စုပလားတစ်ခုခုတော့အမှတ်တရလေးတော့ထားကျင်ပါပဲဘလုံးသမားဘဝကနေပြီးသွားပြီးတော့တမ္မန် FA ဖလားလောက်ဒါမှမဟုတ်အသင်းအတွက်ရင်းနှီးမြှုပ်နှံမှုမရှိပဲရီမန်းချက်ပြောက်နေအသင်းတစ်သင်းမှာကစားမလားဒါအာဆီနိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะຫນွေဈေးကွက်မှာတေးချ스페셜ဖြစ်ပြီးလာမယ့်ရည်ဒီမှာအောင်မြင်တော့ဒီအတွေးခေါ်တွေကထွက်ထွက်သွားနိုင်တယ် ဒါပေမဲ့လာမယ့်ຫນွေမှာလည်းဟုတ်တိပတိမဖြစ်ကစားသမားတွေကလည်းဒီအသင်းအတွက်ပေးဆက်ရင်းနဲ့အမြဲတမ်းစုပလိုက်နဲ့တည်လွဲလွဲနေမှာဆိုတော့ကစားသမားတွေကသူတို့ရဲ့ဘဝအတွက်သူတို့တားစီမြေဆက်ကိုပြန်ပြီးပြဖို့အတွက်စူဖလားတွေဘောလုံးသမားဘောမှာဘလောက်ယူနိုင်လဲဆိုတာကိုတော့ဒါစူဖလားတစ်ခုခုပုံမှန်ယူနိုင်တဲ့အတင်းတင်းတော့ပြောင်းကျင်သွားမှာပဲဗောလေတော့ဆိုတော့မာတင်ဂီဝန်ပြောတဲ့စကားလေးကိုရန်သဘောကြအဲ့ဒါဘာလဲဆိုတော့အခြားပလေယာတွေနဲ့မတူတာကဝီလျံဆာလီဘက်ကအာဆင်နယ်မှာ၃နှစ်လောက် အငှားစာကျူးနဲ့ထွက်ပြီးကစားခဲ့ရတဲ့ပလေယာသူအရင်တော့ကသူ့ကိုခေါ်ခဲ့တဲ့ကလပ်အသင်းစီကိုဒါအငှားတရားတီပြန်ချတယ်နောက်ပြီးမာစေးအသင်းမှာသွားပြီးဆိုရတယ်ဒီလိုအနေထားလေးမှာဒီကစားသမားဒီအာဆင်နယ်စီပြန်လာခဲ့တာလေတော်တော်လေးကိုမှဒီအသင်းကိုရင်ထဲမှာရှိရတဲ့အတွက်နောက်တစ်ချက်ကအာဆင်နယ်ကိုပြန်လာပြီးနောက်ပိုင်းခြေစွမ်းကုန်းပြတ်တာနိုင်တဲ့အချိန်မှာလည်းတက်တန်းထပ်ပြီးတိုးခဲ့တယ်။အခုဒီချိန်တက်တန်းတိုးရင်အာဆင်နယ်နဲ့၃ချိန်မြောက်စာရုပ်တက်တန်းချုပ်တာဖြစ်သွားတော့မှာ။အဲဆိုဂေဗရီယယ်ဆာလီဘာအထိုင်အာဆင်နယ်မှာမဖြစ်မနေဆူပလိုက်ယူဖို့အတွက်ဆိုရင်တော့ ရှိကိုရှိနေမှာလိုအပ်တဲ့အနေထားပေါ့လေအဲ့တော့ Real Madrid အနေနဲ့လက်ရှိအချိန်မှာ Alexandre Arnold ကိုခေါ်သွားတဲ့အချိန်မှာ Alexandre Arnold ရဲ့လောက်ခလာတာကြောင့်သွားကြည့်အခါမှာပေါင်3800ရတယ်။ Saliba 3900တိတ်ပြီး မကွာတဲ့အနေထားပြီးတော့ဆာလီဘာနှစ်နှစ်ပဲတက်တန်းရှိတော့တဲ့အနေထားမှာဆာလီဘာကိုလည်းမမောလောက်ဖွဲ့ရလောက်ခလာစားနဲ့တက်တန်းမတိုးဘဲနဲ့အလွတ်နဲ့လာလို့ရအောင်ရီယယ်မက်ဒရီကိုလမ်းမခင်းထားဘူးပြောလို့မရဘူးအဲဆိုတော့ကျွန်တော်အနေနဲ့ຫນွေစည်းကမတိုင်ပါနဲ့ဆာလီဘာကိုတက်တန်းတိုးနိုင်ဖို့အရေးကြီးလိုအပ်တယ်ကစားသမားအေးစီပါပဲဒီအသင်းကိုချစ်ပါတယ်ဘယ်လောက်ပြောပြောစာချုပ်စာတမ်းတွေကပို့ပြီးယုံကြည်ရတယ်လို့ထင်ပါတယ်တခါလီမှာတော့ဟိုကျွန်တော်မန်တယ်ပိုင်းကိုစိတ်ချလို့ရရင်မဲ့အခုလိုမျိုးအောင်မြင်မှုတွေငွေကြေးတွေစုဖလားတွေ မီဒီယာတွေအရန်ခစ်စားတဲ့အချိန်မှာတော့စာကျူးစာတမ်းတွေကကစားသမားတွေကိုချီနှောင်ထားဖို့အတွက်အောင်မြင်မှုတွေနဲ့ထပ်တူအရေးပါပါတယ်။အဲဒါဆို ျွန်တော်တို့အာဆင်နယ်ထင်းနေတဲ့စာလီဘာကိုစပီးထိန်းထားနိုင်မလားရီယယ်မက်ဒစ်ကလည်းစိတ်ရှိလက်ရှိနဲ့စာလီဘာကိုစောင့်နေမလားလာမယ့်နွယ်တီကြိုင်ရောတန်ကြီးတရက်နဲ့စာလီဘာကိုလာပြီးကန်လန်းမလားစောင့်ကြည့်သွားပါပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကဝန်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆောင်မယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်ကို6016633936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ဝေဖို့ဝချက်ရှိမှဘောလုံးပွဲတွေလာမှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှူရိုက်ရှာပြီးကျွန်တော်အားပြုရပါတယ်အဘက်ခွရှိကို Sport Internet 93မိတ္တကိုကစားလို့ရနေပါပြီအလှူဒန်းတွေလုံးတဲ့ ဲ့အခါမှာဂျာစီပြိုင်ပွဲလုပ်တဲ့အခါမှာပံ့ပိုးပေးတဲ့ရွှေဘောလုံးမှာကျွန်တော်ညီကိုစိတ်ချယုံကြည်လာပြီးကစားလို့ရပါတယ်။ဘိုင်ဘာဖုန်းနံပါတ်သူညာကို6966 3939ဖြစ်ပါတယ်ခင်ဗျာ။